ုံးမမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလေးခနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်သတင်းအချက်အလက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းလမ်းလေးဆိုရယ်နဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲဈေးကွက်အတားအဆီးတွေဘယ်လိုရှိနေလဲပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဗီဒီယိုမှာတရားနားလည်မယ်ပေါ့ဒါပထမဆုံးကျွန်တော် BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့9000 3000 9000 4000ကြားထဲမှာရှိနေတယ်ကျွန်တော်တွေ့ရတယ်တခြား ETH SHRP Solana Torch ADA APT ပေါ့ဒီ coin တွေကလည်းနည်းနည်း downside ဘက်ကိုပြန်ရောက်လာတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော် ဒီကွက်မှာကျွန်တော်ပြန်ပြီးတော့ point တော်တော်များများ BTC နဲ့အတူတူနည်းနည်းလေး downside မှာရှိနေတော့ကျွန်တော်တွေ့ရတယ်။ဒါကလည်းကျွန်တော်စနေတနေ့ကနေအကြောင်းဖြစ်မယ်ပေါ့။ဆိုတော့ဆက်ပြီးတော့လည်းကျွန်တော်တို့ trend chart တွေ target တွေကဘယ်လိုရှိမလဲဒါတွေကိုကျွန်တော်တို့သိချာနားလည်မယ်ပေါ့နော်။လက်ရှိကျွန်တော်တို့ဒီမှာ BTC ရဲ့ power chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင် BTC ကကျွန်တော်အရင်ပြောထားသလိုပေါ့ကျွန်တော်ဒီ8000-8000ဆိုတဲ့ဒါ spot line ကို break လုပ်မယ်ဆိုရင်တော့ downside ကိုရောက်မယ်ပေါ့နော်။ကျွန်တော် break လုပ်ခဲ့တဲ့ downside ကိုရောက်ခဲ့တဲ့အဲအဲ့ဒီအောင်ကျွန်တော်ပြန်ပြီးတော့မှ cross လုပ်ပြီးတော့ attack ကိုဒါဆို 6000 5000အထက်ကိုကျွန်တော် move ဖြစ်ခဲ့တယ်ပေါ့နော်အဲ့ကနေစပြီးတော့ကျွန်တော်တို့ dashing ပြန်ပြီးတော့ down side ကိုနည်းနည်းရောက်လာခဲ့တာဒါ6000 3000 6000 4000ကြားထဲမှာရှိနေပေါ့နော်ဒီမှာကျွန်တော်တို့ NG fund တွေ target တွေကဘယ်လိုရှိမလဲဆိုတော့ BTC ကိုကျွန်တော်6000 2000 6000 3000ဆိုတော့ကျွန်တော်တို့ဒါပထမ NG ပေါ့နော် first entry တစ်ခုရနိုင်တယ်ပါဒီမှာကျွန်တော် NG ယူမယ်ဆိုရင် small margin low leverage ပေါ့နော်နည်းနည်းပဲယူမယ်ပေါ့အဲ့ကနေကျွန်တော်တို့ target တွေကတော့အထက်မှာကျွန်တော်တို့ပထမဆုံး3000ဖြစ်မယ်အဲ့ကနေ3000 8000ပေါ့ဒီတော့လေကျွန်တော်တို့ဒီ အရင်ရှိခဲ့တဲ့ all time high ကိုကျွန်တော်တို့ဒါ break လုပ် cross လုပ်နိုင်မှကျွန်တော်တို့အထက်ကိုကောင်းကောင်းမွန်မွန်မူဖြစ်မယ်ပေါ့နော်ဒါတော်တော်များများလဲဈေးကွက်ထဲမှာဒီလိုခံမဲ့ထားကြတာရှိရဲဆိုတော့လက်ရှိဈေးကွက်ရဲ့အနေထားအရလဲအဲ့ဒါကိုကျွန်တော် break လုပ်နိုင်မှအထက်ကိုကောင်းကောင်းမွန်ဖြစ်မယ်အနေထားရှိရဲပေါ့ဆိုတော့ဒါကတော့ကျွန်တော်တို့ BTC ရဲ့ four hour chart pattern ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်တို့ဒါ daily chart pattern ကိုတစ်ချက်လောက်ပြင်ပြီးတော့နားလည်မယ်ပေါ့ daily ရကြတော့ကျွန်တော်တို့ဒါအဲ့တော့ဆိုရင် lower low lower high pattern ကျွန်တော်ရှိခဲ့တာပေါ့နော် down trend လုံးမှာလက်ရှိဆိုရင်ကျွန်တော်ပြန်ပြီးတော့ trend ထက်မှာရှိနေတော့ အားရဟာလို့ပတ်တန်တွေကိုပြန်ပြီးတော့တွေ့လာရပြီပေါ့နော်ဒေးလီရလည်းကျွန်တော်တို့ကောင်းကောင်းမွန်မွန် recovery ဖြစ်နေတယ်ပေါ့နော်ဒါဒီကွက်မှာအသွားနေတယ်ပေါ့နော်ဒါပေမဲ့ဒီ sanitation ကိုနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် small candle အနေနဲ့ဒါ recovery ဖြစ်တာရောဒါ down set ကိုရောက်နေတာရော small candle အနေနဲ့ကျွန်တော်မြင်နေရတယ်ပေါ့ဆိုတော့ဆက်ပြီးတော့လည်းကျွန်တော်ဒီထက်မှာခုနပြောထားတဲ့အတိုင်းပေါ့နော် anti pipe ကတော့9000 2000 9000 3000ဖြစ်မယ်အ DC ကတော့ကျွန်တော်9000နဲ့9000 2000မှာဖြစ်မယ်ပေါ့ကျွန်တော် DC ကို9000 9000 9000ကနေ9000 2000ပြောနေတယ်ပေါ့နော်ပြောတော့ကျွန်တော် ဈေးကွက်ကထပ်ပြီးတော့အဲ့ဒီအနေထားကြည့်ရောက်နိုင်လားဆိုတော့ဒါကတော့တနေ့အချက်လက်တွေပေါ်တော့ဈေးကွက်အတွက် bad news တွေရောက်လာရင်တော့အင်းတစ်ခေါက်လို့ကျွန်တော် tariff news တွေရောက်လာရင်တော့ downside ကိုရောက်နိုင်တယ်ပေါ်တော့ဆိုတော့ကျွန်တော်အများနဲ့ဒါကိုလည်းသတိထားရမှာပေါ့ဆိုတော့ target တွေကတော့ခုနပြောထားတဲ့အတိုင်းတသိန်းအထက်ကနေပြီးတော့ကျွန်တော်တို့ဘယ်တသိန်း9000တသိန်း8000ပြီးရင်တော့ရင်ရှင်စက် all time high ကိုကျွန်တော်တို့ဒါ cross low မှာအထက်ဘက်ကိုကောင်းကောင်းပြန်ပြီးတော့ move ဖြစ်မယ်ပေါ့နော်အဲဒါကတော့ကျွန်တော်တို့ဒါ daily chart pattern ရပါတော့ဒါ weekly ရရောအာဒါ ပေါ်ပါအရဟောဒေးလီအရဟောကျွန်တော်ကပြန်တက်မှာရှိနေပေါ်တော့ weekly ရတော့ကျွန်တော်အရင်ကရပြန်တက်မှာရှိနေတာပေါ့အဲ weekly chart pattern အရပဲကျွန်တော်တို့ဒီဒါ9000နဲ့9200ဆိုတော့ကျွန်တော်ဒါ DC point တခုယူထားတာပေါ့နော်ဆိုတော့ weekly ရတော့ကျွန်တော်ကောင်းကောင်းမွန်ပြန်ပြီးတော့ plan back ကို move ဖြစ်နေတယ်အာအရင်တော့ဆိုရင်ကျွန်တော်ဒါ weekly ရလုံးဝ high high pattern လုံးဝဆိုရင်အကုန်သိတဲ့အတိုင်းပေါ့နော်ကျွန်တော်ဒါတသိန်းအထက်ဘက်ကို move ဖြစ်ခဲ့တယ်ပေါ့ all time high ကို move ဖြစ်ခဲ့တယ်အာပြန်ပြီးတော့ကျွန်တော်အဲ့မှာ downside ရောက်ခဲ့တာတော့9500အထိကိုတစ်ချက်လောက် downside ရောက်ခဲ့တယ်ပေါ့နော် အဲ့ကနေတဖြည်းဖြည်းမုဖြစ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ဒီကွက်မှာကောင်းကောင်းမွန်မွန်ရီကာဗာဒီတော့စနေတယ်ပေါ့ဆိုတော့ဒီကနေရှေ့လျှောက်ရီကာဗာဒီပဲပြန်စဖို့ပို့ပြီးတော့လာလာရှိရပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒါ channel ကလည်း200 EMB အထက်မှာရှိရဆိုတော့ဒါဘာပဲနေနေဈေးကွက်တက်ကောင်းတဲ့အချက်ပေါ့နော် account back ကိုကောင်းကောင်းမွန်မွန်ဖြစ်မယ်ဆိုတဲ့အချက်ကိုသူကလည်းပြနေတယ်ပေါ့ဆိုတော့ဒီကနေစပြီးတော့ဒီကွက်မှာတော့ကောင်းကောင်းမွန်မွန်ရီကာဗာဒီဖြစ်ဖို့တော့ပို့ပြီးတော့ chance ရှိရပေါ့နော်ဒါမှမဟုတ်အချိန်တစ်ခုတော့လိုရင်လိုရဲလိမ့်မယ်ပေါ့အာဆိုတော့ခဏဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်